လုံးဝမရှိတဲ့နဲ့စိတ်ခံစားချက်ရဲ့မဖြစ်မနေရှိကိုရှိရမယ်စိတ်ခံစားချက်ဆိုပြီးတော့နှစ်မျိုးရှိတယ်အဲ့တော့မမကမဖြစ်မနေရှိကိုရှိထားတဲ့နဲ့စိတ်ခံစားချက်ကိုအရင်ဆုံးပြောပြပေးမယ်။မတို့ပြောတာတွေအောင်မြင်ခြင်းစိတ်ရှိတာတွေတိုးတက်ခြင်းစိတ်ရှိတာတွေကိုကိုကိုချစ်တတ်တဲ့စိတ်ရှိတာတစ်ဖက်သူကိုနားလည်နိုင်စွမ်းရှိတာတွေနော်။ပေါင်းတဲ့ဆက်ဆံရေးကောင်းကျင်တာပဲဖြစ်ဖြစ်စူးစမ်းခြင်းစိတ်ရှိကျင်တာပဲဖြစ်ဖြစ်အဲ့ဒီစိတ်တွေရဲ့ခေါင်းစိတ်ကတော့ကိုကိုကိုယုံကြည်မှုရှိရဲဆိုတဲ့စိတ်တစ်ခုပဲဖြစ်တယ်။ ကိုကိုကိုယုံကြည်မှုရှိတာပြီဆိုလို့ရှိရင်တဲ့အရာတွေအကုန်လုံးကကိုဟာလွယ်လွယ်ကူကူနဲ့ဒီကောင်းတဲ့မှုနဲ့စိတ်တွေကလွယ်လွယ်ကူနဲ့ရရှိလာမှာဖြစ်တယ်။လုံးဝမရှိတဲ့စိတ်ကတော့နော်ဒေါသစိတ်ပဲဖြစ်တယ်။ဒေါသစိတ်ရှိနေမယ်ဆိုလို့ရှိရင်ဝမ်းနေတာ၊တိမ်နေတာ၊ကြောက်တာနောက်တစ်ခုကအဲတောကစိတ်ဖြစ်တာ၊စိုးရိမ်စိတ်ဖြစ်တာ၊နောက်ပြင်းတဲ့စိတ်ဖြစ်တာ ကြောက်တဲ့စိတ်တွေယုံကြည်မှုမရှိတဲ့စိတ်တွေစသဖြင့် limiting belief ပေါ့နော်ဒါမျိုးတွေအဲ့တော့ဒီမကောင်းတဲ့စိတ်ခံစားချက်တွေရဲ့ခေါင်းကဒေါသဖြစ်တယ်လို့ကောင်းတဲ့စိတ်ခံစားချက်တွေရဲ့ခေါင်းကကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတဲ့စိတ်ပဲဖြစ်တယ်ဆိုတော့မိတ်ဆွေကကို့မှာနော်လွယ်လွယ်ကူကူနဲ့မကောင်းတဲ့စိတ်ခံစားချက်ဆိုတဲ့ဒေါသခေါင်းဆောင်တွေရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုကြောက်ချင်လို့ပဲဖြစ်စေကောင်းတဲ့စိတ်ခံစားချက်တွေကိုခေါင်းဆောင်နေတဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတဲ့ဆိုတဲ့စိတ်ကိုရချင်လို့ပဲဖြစ်စေအလွယ်ကူဆုံးနီးကတော့ hypnotherapy ကိုထုံးမှဖြစ်တယ် ဟီမိုသီရပီကုလုံးခံယူပြီးသွားလို့ရှိရင်မကောင်းတဲ့စိတ်ကံစားချက်တွေကလုံးဝအော်တိုမက်တစ်ပျောက်သွားတယ်ဘူးเนาะကောင်းတဲ့စိတ်ကံစားချက်တွေကလည်းအော်တိုမက်တစ်ရောက်ရှိလာမှာဖြစ်တယ်အဲ့တော့လူတယောက်ကိုပြုတ်ပြင်းပြောင်းလဲလို့လောလောကူကူပြုတ်ပြင်းပြောင်းလဲလို့ရတဲ့ပညာရဲ့တစ်ခုဖြစ်တယ်ဟီမိုသီရပီကုလုံးခံယူခြင်းနဲ့စိတ်ဝင်စားရတယ်ဆိုလို့ရှိရင်ဝင်မစင်ညာမှာတွားရောက်ပြီးတော့မြင်းမြန်းစုံစမ်းလို့ရတယ်တစ်ချိန်တည်းမှာပဲ ်ဆယ်လာပိုင်းနဲ့ဆယ်တလပိုင်းကတော့လူပြည့်နေပါပြီ။မိုကတလမှာလူကြီးအကန့်တန်နေပဲလက္ခဏာဖြစ်တယ်။ဆယ်နှစ်လပိုင်းအတွက်ကိုကစောင့်နိုင်နေတယ်ဆိုလို့ရှိရင်တော့ booking ယူထားလို့ရတယ်။တစ်ချိန်ထဲမှာပဲ freeze ကိုတော့ကြိုလဲမှဖြစ်နေတယ်။ဆယ်နှစ်ပိုင်းထိစောင့်နိုင်နေတယ်။ကိုပြောင်းလဲကျင်တယ်။ကိုရဲ့ကောင်းတဲ့ဆုံးနဲ့စိတ်ခံစားချက်တွေကိုရရှိပြီးမကောင်းတဲ့စိတ်ခံစားချက်တွေကိုအလွယ်ကူဆုံးနဲ့ရှင်းထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ messenger မှာတွားရောက်ပြီးတော့ booking ယူထားလို့ရပါပြီ။ကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက် video တွေမှာဆက်ဆုံကြမယ်နော်။